အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ခေါက်နေမဲ့ခရီးစဉ်လေးကတော့ချင်းမိုင်မြို့လေကောင်ဝက်လော့မူလီဖျားနေပြီးတော့ချင်းရိုင်မြို့အာနမဲကျော် white temple အာ well ground congo နေမှာဖြစ်ပါတယ်ခရီးကွာဝေးကတော့182 km ရှိပြီးတော့မိုင်အားဖြင့်109မိုင်ရှိပါတယ်ညာဘက်တယောက်ထဲလဲသွားတာဖြစ်တဲ့အတွက်အန္တရာယ်ရမ်းများတယ်ပေါ့နော် လမ်းဘေးမှာလည်းခွေးအုပ်တွေတစ်ခါတစ်ခါတွေ့ရတယ်အဲလိုက်ဆွဲတယ်ပေါ့နော်ဒါမှမဟုတ်လည်းသတိထားပြီးသတိဝိရိယနဲ့သွားရတာပဲပေါ့ကျွန်တော်စထွက်တဲ့နေရာနေပြီးတော့ညတနာ ਈ တို့အချိန်မှာစထွက်လာခဲ့တာပေါ့နော်ဒီလိုနဲ့ဖြည်းဖြည်းရင်းနှင်းသွားပြီးတော့အဲမနက်3နာရီတော့ရောက်တဲ့ ါမှာလမ်းမီးတွေကလည်းမရှိတော့ဘူး၊ကိုယ်ကြီးတွေကလည်းပဲအာအရောင်းအန္တရာယ်များတဲ့ကိုယ်ကြီးတွေအဲဖြစ်တဲ့အတွက်ကျွန်တော်မနက်3:00နာရီမှာအာမနက်3:00နာရီပေါ့နော်ဒီနေရာလေးရောက်တဲ့အချိန်မှာကျွန်တော်နားလိုက်ရတယ်။အဲနားလိုက်ပြီးတော့မှအာလင်းအောင်ထွက်တဲ့အခါကျတော့မှပြန်နေမယ်ပေါ့နော်။အာကျွန်တော်ဒီနေရာလေးမှာပဲအဲတစ်ချက်မေ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 နဲ့အိတ်မလို့လောက်တယ်ဘာတိုင်မဲ့ဘလို့မှအိတ်လို့မရဘူးပေါ့ တော့ဘေးနားမှာခွေးတွေနဲ့အဲတောကလည်းတဖြည်းဖြည်းနဲ့နက်နေတာဖြစ်တဲ့အတွက်အဲသတိထားပြီးတော့မှနေရတော့မအိပ်လိုက်ရဘူးပေါ့မနက်အလင်းရောက်နည်းနည်းရတဲ့ချိန်မနက်9နာရီထိုးမှကျွန်တော်ပြန်ပြီးတော့ထွက်ခဲ့တယ်ပေါ့နော် အလုံးနဲ့ဖြည်းဖြည်းချင်းစမ်းပြီးတော့မှပြန်နင်းလာတယ်ပေါ့နင်းနင်းနဲ့အလင်းရောက်လေးတဖြည်းဖြည်းရလာတယ်ပေါ့နော် ကားကြီးတွေလည်းပဲအသက်ကုန်အသေးတန်တက်ရတာဂုံကြီးတွေ၊ကွေးကြီးတွေကကြောက်စရာကြီးတွေလုံးဝအတက်တွေပဲကွေးကြီးကရမ်းအန်ရင်များတီးတက်လည်းပြဲတာပဲဟူး ျွန်တော်ဒီနေရာလေးရောက်တဲ့အခါမှာမနက်၈နာရီထိုးပြီပေါ့နော်မနက်စာမုံလေးစားပြီးတော့ကျွန်တော်ခဏတရီလောက်အိပ်ပါတယ်မနက်၉နာရီ45လောက်မှာ ကျွန်တော်ဆက်ပြီးတော့ထွက်ခဲ့ပါတယ်အဲလမ်းဘေးဝဲရမှာလဲအခုလိုမျိုးရမ်းလာတဲ့ ဘာဝရှုခင်းနေနေပေါ့နော်။ရန်အေဂျန်ပြီးတော့မှဘာဝအလားကိုခံစားလို့ရတယ်ပေါ့။ဒါတော့သူတို့ရုပ်ရှင်တွေရိုက်တဲ့ရှူတင်ခြံကြီးပေါ့နော်။လမ်းဟိုဘက်ဒီဘက်အပြည့်ပဲ။ဒီကြားလေးလှုပ်ပြီးတော့မှနေရာယူထားကြတာပေါ့။ရန်လာတယ် đã đã dak lai dak dak lai dak 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 vi dak anh ta gom mẹ cái man à Eh ai mà ô tê bé mà giao hình chi đồ đồ khu mà lan truy đồ đại gia đại đó mà truy là ်ဟုတ်တယ်ထက်တက်အောင်မဲ့အတက်တွေကတောက်လျှောက်ပဲ ြော့လမ်းမှာတပ်ပုံတွေတွေဟိုဝင်ရိုက်ဒီဝင်ရိုက်ပေါ့နော်မတရားတပ်ပုံတွေတွေရိုက်တယ်အဲနေ့လယ်စနစ်ကြော်ကြော်လောက်မှာမိုးရွာလာလို့မိုးခိုးရပါတယ်မိုးနှခါတော့ခိုးရပါတယ် နောက်တစ်ခါထပ်ပြီးမိုးခိုးပါပါတယ်အဲဒီလိုနဲ့ညနေ6နာရီ45မှာတော့ရောက်ခဲ့ပါပြီဒါပေမဲ့ဘုရားဝင်းရ9နာရီဆိုပိတ်သွားတာဖြစ်တဲ့အတွက်မနက်ပြန်ကြမှာပဲဝင်ရတော့မယ်ပေါ့နော်ညတော့ပြန်มา8ပြီးဆောင်မယ်အညာရမ်းပင်မန်းနေဆိုတော့ကွတီကိုလေးနှစ်ပွဲစားဖျားရှိကိုပြီးစိတ်ပြီးတော့အိတ်လိုက်တယ်ပေါ့နော် မနက်6နာရီမှာထားပြီးဒီနေရာလေးမှာစောင့်ပါတယ်ဖျားဝင်းရမနက်7နာရီမှာဖွင့်မှာဆိုတော့ ဘုရားဝန်ရအပြည့်ကြီးပေါ့နော်လူလုထားတာဆိုပေမဲ့လည်းပဲတော်လေးလာပါတယ်ဓာတ်ပုံတွေရိုက်ဖို့နေရာလည်းအများကြီးရှိတယ်ဘုရားဝန်ကအရန်ကြည့် အထဲဝင်မှုလက်မဖြဲပါတယ်ဗတ္တရာပါ အောက်ထဲမှာကျွန်တော်တို့နိုင်ငံမှာလိုပဲပေါ့နော်အကျွေးကြီးတွေပြစ်ထည့်ပြီးဆူတောင်းထားကြတာဟွန်း ကဲပြန်มาပြီဒီနေ့ပြန်ပြီပေါ့เนาะချင်းมาရောဘလောက်ကိစ္စလေးလည်းရှိသေးတာ ਨੇ နောက်တစ်ခေါက်มาပဲအေးစီစီနဲ့တခြားဖရာတွေချင်းရိုင်มาအရန်လာတဲ့နေရာတွေအရန်လာတဲ့နေရာတွေအများကြီးရှိတယ်နောက်တစ်ခေါက်มาတသက်ထက်လာပြီးတော့มาထက်လဲအောင်มาအခုတော့ကိစ္စလေးရှိတော့ပြန်လိုက်အောင်မယ် အဲထိုင်းနိုင်ငံထဲမှာကြာသွားစေခြင်းတဲ့နေရာလေးရှင်းလည်းပြောပြကြအောင်နော်အာနောက်တစ်ခေါက်ခီးစဉ်တွေမှာပြန်တွေ့ပါမယ်အားလုံးကြည့်ယူပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဲအဆင်ပြေတယ်လည်းလုပ်ပြကြဖို့တောင်းဆိုပါတယ်